အလုံးမဲမင်္ဂလာပါခင်ဗျကျွန်တော်မိတ်ဆွေများအလုံးအထူးသဖြင့်ပေါ့နော်2025တရက်6လစက်ချိန်မနက်ဖြန်မှာထွက်မယ်ကျွန်တော်စီကိုအပိထားတဲ့မိတ်ဆွေများအတွက်မမ္မကတ်ထဲမှာနေရာပြနေတဲ့အခြေအနေရအရန်ကနန်းလို့ထည့်ပြလိုက်ပြီနဲ့ မိမိတို့ကအိုက်ကနန်းကိုကြိုက်မြတ်တတ်တယ်ဆိုလို့ရှိရင်အော်ဂနန်းဖြစ်ကစားလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီ live နဲ့ရှင်းပြပေးကြပါမယ်ပေါ့နော်အဲကျွန်တော်အများနဲ့ခြင်ပြီးတော့စိတ်ဝင်စားကန်းကစားနေရပေါ့နော်ဒီ၃ရက်လေးနောင်လုံးမခွန်9နှစ်ချ၃ရက်လေးစီနောင်လုံးမခွန်9နှစ်ချ၃ရက်လေးစီနောင်လုံးမခွန်9နှစ်ချ line ကနေဒီမှာ ခုလက်ရှိကျွန်တော်တို့ရောက်နေတဲ့2025ဆယ်ကြိမ်မှဆိုရင်2024နှစ်ကကဏ္ဍတွက်ဆိုင်လေးရှိတယ်2023ခုနှစ်ကကဏ္ဍတွက်ကြဆိုင်လေးရှိတယ်2022ကကဏ္ဍကိုဒီဆယ်ကြိမ်မှဒီဖွင့်ရနေယူလို့ရတယ်21ကကဏ္ဍလည်းယူလို့ရတယ်20လည်းယူလို့ရတယ်အဲအဓိကထားပြောချင်တာကတုံးရထေစီဒီနော်ရမခွန်လိုင်းကနေအခု2025ဆယ်ကြိမ်ပြက်ကို20ခုနှစ်21 22 23 24 25 တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်လုံးကကဏ္ဍနေကိုကြာဆိုင်နေကစားမစအလုံးကစားလို့ရတယ်ဗျာနော်ဒီ frame တစ်ခုတည်းနေကိုပြပြလို့ရပါတယ်တကယ်တမ်းဆိုလို့ရှိရင်အခုတော့ကျွန်တော်ဘာလို့ပြောချင်တာလဲဆိုတော့ခု2020ရဲ့ကဏ္ဍကြာဆိုင်ကိုဒီ frame နေယူပြပြီးမဲ21ကကဏ္ဍကြာဆိုင်ကိုယူပြပြီးမဲ23ကကဏ္ဍကြာဆိုင်ကိုယူပြပြီးမဲ2025ကကဏ္ဍကကြာဆိုင်ကိုယူပြပြီးမဲ 2020 21 23 25ဘာကြောင့်ပြတ်သလဲဆိုလို့ရှိရင်2020မှာလည်းအိတ်ကနေထွက်ထားတယ်2021မှာလည်းထွက်ထားတယ်2023မှာလည်းထွက်ထားတယ်2025မှာလည်းထွက်ထားတယ်ဒီ၄နှစ်လုံးမှာထွက်ထားတဲ့ကဏ္ဍဘုံစုရကဏ္ဍဖြစ်တယ်ပေါ့နော်အဲ့နောက်ပတ်သက်ပြီးတော့ကျွန်တော်တစ်ခုချင်းရှင်းပြပေးမယ်ပထမဆုံး2020 5ခုနှစ်ကထွက်ပြီးတဲ့ကဏ္ဍကြာဆိုင်နေတယ်ကျွန်တော်ရှင်းပြထားတာရှိရဲ့၃ရက်လေးစီနော်လုံးမောင်းခွန်း ကျဲတဲ့နေ့ကနေတနေ့နဲ့နေ့သုံးနေ့လေးနေ့ငါးနေ့၆နေ့မြောက်နေ့ထဲမှာဘရိတ်ကူတကြိမ်ရဲ့တကွင်းကျော်မှာထွက်ပြီးသားကနန်းပြန်ကြဘရိတ်ကူတကြိမ်ရဲ့တကွင်းကျော်မှာထွက်ပြီးသားကနန်းပြန်ကြဘရိတ်ကူတကြိမ်ရဲ့တကွင်းကျော်မှာထွက်ပြီးသားကနန်းပြန်ကြဆိုပြီးခွန်ခွန်ကိုကြစိတ်ကိုရှင်းပြထားတော့ကဒီ2025လေးကထွက်ပြီးသားကနန်းကြစိတ်ကိုဒီပြင်ရနေကျွန်တော်ရှင်းပြပြီးသားဖြစ်တယ်ပေါ့နော်နောက်တော့အခုအခုကျွန်တော်2023က ကြပိုက်ကနန်းကနန်းကိုယူကစားခြင်းလဲကစားလို့ရတဲ့အကြောင်းကိုရှင်းပြပေးမယ်အဲ့ဒါကပါလဲဆိုကျွန်တော်နှစ်တိုင်းကစားနေတဲ့၃ရက်ထိစီနောင်လုံးမခွန်လို့ရိုက်တယ်ဘရိတ်နှစ်ကူပေါင်းရင်10လို့ရိုက်ပြီးအဲ့ဒီနေ့မှာဘရိတ်၃ကူပေါင်းရင်15ကဖြစ်ရမယ်ဘရိတ်နှစ်ကူပေါင်းရင်နှုတ်မှာ10ရိုက်ပြီးအဲ့ဒီနေ့မှာဘရိတ်၃ကူပေါင်းရင်15ကဖြစ်ရမှာဘရိတ်နှစ်ကူပေါင်းရင်10လို့ရိုက်ပြီးတော့အဲ့ဒီနေ့မှာဘရိတ်၃ကူပေါင်းရင် အစဲလို့ငားကဖြစ်ရမှာအဲ့ငားကဖြစ်တဲ့တကြင်ချင်းရဲ့ဘေးမှာဒီမှာဆိုလို့ရင်ဒီမှာပရိလေးပရိတ်ပရိလေးပရိလေးပရိနှစ်လေးလေးနှစ်အစဲလို့ဖြစ်ပြီးသူ့ဘေးမှာလေးငါးနှစ်ဆိုတဲ့ကနေ့ကသူ့ရှိတနေ့ကျော်ကနေ့ရိုက်တယ်အဲ့လိုရိုက်ပြရတဲ့သူ့ရဲ့အောက်မှာထပ်ပြီးတော့သူ့ရှိတနေ့ကျော်ကနေ့ကိုပဲရိုက်တယ် အဲ့လိုပဲဒုတိယကမှာဆိုလို့ရင်ဒီမှာ brake 6 brake 9 brake 9က6 brake 3ခုပေါင်းရင်30လို့ဖြစ်တယ် high 630ဆိုတဲ့ကဏ္ဍကသူ့ရှိတနည်းကြောကဏ္ဍကရိုက်တယ်အဲ့လိုရိုက်ပြီးမှသူ့အောင်မှာဆက်လိုက်တဲ့ high ကဏ္ဍကလည်းသူ့ရှိတနည်းကြောကဏ္ဍမှာရိုက်တယ်အဲ့တော့ဒီမှာနှုန်းမှာ brake 9ခုပေါင်းရင်30လို့ရိုက်ခဲ့ပြီးပြီ brake 3ခုပေါင်းရင်30ဒီမှာတစ်ချိန်ပြစ်တယ်ဒီမှာပြစ်တယ်ဒီမှာဖြစ်တယ်ဒီမှာဖြစ်တယ်ဒီမှာဖြစ်တယ်အဲ့ဒီ၅ချိန်မှာ ပရိတ်ကုန်းဘောင်ရင်တဆယ်လို့ဖြစ်တဲ့ပထမကောင်ရဲ့ဘေးမှာသူ့ရှိတဲ့နေ့ကျော်ကနေမထွက်ခဲ့ပါဘူးဒုတိယကဒီမှာထပ်ပြတဲ့ပရိတ်ကုန်းဘောင်ရင်တဆယ်သူ့ဘေးမှာလည်းသူ့ရှိတဲ့နေ့ကျော်ကနေမထွက်ခဲ့ဘူးတတိယကဒီမှာပရိတ်ကုန်းပရိတ်နှစ်ပရိငါသုံးနှစ်ငါပရိတ်ကုန်းဘောင်ရင်တဆယ်လို့ဖြစ်တဲ့ကောင်ရဲ့ဘေးမှာအဲသုံးတို့ညာကိုဆိုတဲ့ကနေကသူ့ရှိတဲ့နေ့ကျော်ကနေရိုက်လာပါဘူးဒီတဲ့ကြောင့်သူ့ရဲ့အောက်ဒီချိန်မှာကစားမဲ့ကနန်းကွက်ဒီ သူရှိတနစ်ကျော်ကနန်းကစားကွက်ကစားလို့ရဒါဆိုလို့ရှိရင်စောစောကျွန်တော်ထောက်ကြတယ်2023နဲ့ကကနန်းကစားလို့ရပြီဆိုတော့နှစ်ချက်ရှိသွားပြီ2025ကဒီဖရင်ကနေမှ2025ကနန်းကစားလို့ရတယ်2023ထွက်ပြီးကနန်းကစားလို့ရရဆိုပြီးတော့ထောက်ကြလိုက်နောက်တစ်ခါ2020ကနန်းအဲ့ဒါကဘာလဲဆိုတော့ဒီဖရင်ဒီစီးကြောင်းမှာသုံးရည်စီနောက်လုံးမခွန်လို့ရိုက်တယ် ရပြီးတော့ပုံမှန်တိုင်းကစားခဲ့တာပေါ့သူကသူကနေမှတနည်းနည်းနည်း3နဲ့4နဲ့5နဲ့မြောက်တဲ့မှာကနန်းတစ်ခွက်ဒီပြန်တော့ထွက်ပြအဲ့ပြန်တော့ရဲ့ကနန်းဆောင်မှာ6.5ဆိုတနည်းနည်း3နဲ့4နဲ့မြောက်ကကနန်းရိုက်ပြီးတယ်အဲ့လိုရိုက်ပြီးနဲ့သူ့အောင်မှာထွက်တဲ့ကနန်းဟိုက်ကူတင်းနဲ့ဆိုတဲ့ကနန်းကတနည်းနည်း3နဲ့4နဲ့5နဲ့6နဲ့မြောက်တဲ့ကကနန်းကိုလာပြီးတော့ထွက်တယ် ူဒီယာကြိုက်တယ်မသုံးရသေးဘူးနောက်လုံးမောင်းထုံးလို့ရိုက်တယ်သူကနေတနေ့နဲ့နေ့သုံးနေ့လေးနေ့ငါးနေ့မြောက်နေ့တည်းမှာပေါ့နော်ရှောက်တုံညာကုဆိုရဲ့ကဏ္ဍက3ည6ကုလို့ပြန်တော့ထွက်ခဲ့တယ်အဲ့ဒီကောင်ရဲ့ဆောင်မှာဟာထွက်ခဲ့တဲ့3ကု1ဆိုရဲ့ကဏ္ဍကတနည်းနည်းနည်း3နည်း4နည်းမြောက်ကကဏ္ဍလားထွက်ပြီးအဲ့လိုထွက်ပြီးသူ့အောက်မှာရိုက်တဲ့ဟာကဏ္ဍ3ည3ည5ဆိုရဲ့ကဏ္ဍက တနှစ်နဲ့နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်ငါးနှစ်၆နှစ်မြောက်နေတဲ့ကဏ္ဍပေါ့နော်900ရဆိုကဏ္ဍကလာထွက်ပြီဒါဆိုတတိယကဒီမှာလည်းဒီတိုင်းပဲရိုက်သွားပြီ3ကို9က9ကို3လို့ပြန်လို့ထွက်တယ်သူဆောင်မှထွက်တယ်3ကို9ကိုဒီတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ကကဏ္ဍကိုရိုက်ပြီးခဲ့တာအဲ့ဒါကြောင့်သူအောက်မှာအဲ့အောင်ဘက်တိုင်းဆက်မယ်ဆိုလို့ရှိရင်တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်9နှစ်6နှစ်မြောက်ကကဏ္ဍဆိုတာ2020ရဲ့ကဏ္ဍ 2020ခုနှစ်ပြောပြပြီးပြီးထွက်နိုင်တာ2023ခုနှစ်ပြောပြီးပြီး2025ကခုနှစ်ပြောပြီးဒီ2023ကခုနှစ်ဒီ site ကနေပဲကြားလိုက်ရှိတယ်နောက်ဆုံးမှပြောပြပြီးပြီပြောပြပြီးမယ်ဆိုတော့အခုဆက်ပြီးဘာကိုပြောချင်တာလဲဆိုတော့ကျတော့နာလိဘာကိုပြောချင်တာလဲဆိုတော့ cap business ပေါ့နော် ရှင်လုံးမောင်ချက်ကိုနောက်ပြီးရှင်လုံးမောင်ချက်ကိုနောက်ပြီးရှင်လုံးမောင်ချက်ကိုနောက်ပြီးဆိုတော့ငါကရိုက်ခဲ့တဲ့အဲရှင်နှလုံးပေါင်းချက်ကိုနောက်ပြီးပြိင်ငါလို့ရိုက်လို့တဲ့အဲ့ဒီနှစ်တိုက်ကိုသူရှင်နစ်ကကနေဟဲ့6 6တိဆိုကနေကလာထက်တယ်ဘယ်နေရာမှာလဲတဲ့တစ်ချိန်တစ်ချိန်၃ချိန်မှာဟဲ့9 3 8ဆိုတဲ့ကနေရထောက်ချက်နေဟဲ့9 3 8ဒီနှစ်တိုက်ကပထမဆုံးရန်တော့ထွက်ခဲ့တဲ့ကနန်းနဲ့ အဲ့လိုထွက်ကြလို့ကိုတုံးချစ်ကနေအခုပြန်ထောက်မဲ့တကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မြောက်မှာထွက်တဲ့ကနေဟဲ့6 9နှစ်ဒီကိုတုံးချစ်7နှစ်ကထွက်ခဲ့တဲ့ကနန်းမှာတဲ့ဟုတ်ပြီနော်နောက်တစ်ခါ6 6တင်ပြီးဟိုင်းဆောင်မှာရှိရဲ့၄တခုဆိုပဲကနန်းကသူ့ရဲ့နောက်နှစ်ကိုလိုက်ထွက်တယ်တဲ့အဲ့လိုထွက်တဲ့ချိန်မှာတကြိမ်နှစ်ကြိမ်သုံးကြိမ်မှာထောက်ထားတဲ့ကနန်း3 9 3တဲ့ဒီနေ့ဆက်မှာကိုတုံး9ဆိုပထမဆုံးပြန်တဲ့ထွက်ခဲ့တဲ့ကနန်းနဲ့အဲ့ကနန်းနဲ့ပြန်ထောက်တကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်မြောက်မှာထွက်ခဲ့တဲ့ဟိုင်းကိုကုံကိုဆိုတဲ့ကနန်းကတဲ့ ဟိုက်တွန်းကူငါထွက်တဲ့ကောင်ရဲ့ရှင်းနေတဲ့ကကနန်းမှာတဲ့ဒါဆိုတတိယကဟိုက်930ဆိုတဲ့ကနန်းကမိနစ်က5933လို့ပြန်ထွက်ခဲ့ပြီအဲ့လိုထွက်တာနဲ့တစ်ချိန်တစ်ချိန်3ချိန်ကိုထောင်းလိုက်ဟိုက်196ဆိုတဲ့ကနန်းကဒီနေ့ထွက်တဲ့ပရမသုံးပြန်ထွက်ထွက်တဲ့ကနန်းနဲ့ဒီထောက်ချက်နဲ့ဒီကောင်ဝင်ပြီးသွားဒါဆိုဒီတောက်ချက်ကနေပြလိုက်တဲ့ဂျင်းနေဂျင်း၃ဂျင်း၄ဂျင်းဒီနေရာမှာထွက်မဲ့ကနန်းဒီ1968ကဆိုတော့2021ကထွက်ခဲ့တဲ့ကနန်းမှာတဲ့ ရှင်းမယ်ဒီမှာเนาะအဲ့တော့ဒီချိန်မှာ2020ထွက်တဲ့ကနေ2021ကထွက်တဲ့ကနေ2023ကထွက်တဲ့ကနေ2025ကထွက်တဲ့ကနေဆိုတော့ဒီ limit စုံပတ်နေဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ဒါကြောင့်ကျွန်တော်အများအားပြောတယ်ပြန်တက်ကအရန်အကောင်းတယ်ကျွန်တော်ကနန်းဒီအရင်အကောင်းပါလေတို့တော့ကနန်းကိုမဆွဲပါနဲ့စနစ်ကိုဆွဲပါလို့ကျွန်တော်ပြောခဲ့တယ်အမှတ်တရပြောခဲ့တယ ဒါဆိုအဲ့စုံမနဲ့2020မှာလည်းထွက်ထားတယ်ကနေ2021မှာလည်းထွက်ထားတယ်ကနေ2023မှာလည်းထွက်ထားတယ်ကနေ2025မှာလည်းထွက်တဲ့ကနေစုံမကနန်းတကွယ်ရှိပါတယ်အဲ့ဒါဘာလဲဆို2020မှာလည်းနှစ်နှစ်ခွန်ပတ်လည်လို့ထွက်ခဲ့တယ်တဲ့2021မှာလည်းနှစ်ခွန်နှစ်ပတ်လည်လို့ဒီကနေ့ကထွက်ခဲ့တယ်တဲ့2023မှာလည်းဒီနေ့ကနှစ်ခွန်နှစ်ပတ်လည်လို့ထွက်ခဲ့တယ်တဲ့2025မှာလည်းနှစ်နှစ်ခွန်လို့ထွက်ပြီးပြီးရ အဲ့လိုနှစ်လေးနှစ်ရဲ့ဆုံးမှတ်တဲ့ကဏ္ဍကိုယူလိုက်မယ်ဆိုဒီနှစ်နှစ်ကိုဆိုတဲ့ကဏ္ဍဒီဒီဘက်မှာအင်မတန်ထိုးလိုက်တဲ့ကဏ္ဍတစ်ခွက်ဖြစ်ရှုမြင်လို့ရတယ်မိတ်ဆွေတို့သိကြကြည့်မယ်ဆိုရင်နှစ်နှစ်လုံးထွက်တဲ့ကဏ္ဍဒီကဏ္ဍဒီ2025မှာလည်းအပေါ်မှာထွက်ခဲ့ပြီးသူရဲ့တနည်းကျော်2023မှာလည်းထွက်ခဲ့ဦးတယ်သူရဲ့တနည်းကျော်2021မှာလည်းဒီကဏ္ဍကထွက်ခဲ့ဦးတယ်သူ့ရှင်းနေ2020မှာလည်းအခုကျွန်တော်ယူပြတာ2020 ခု2025ဆယ်ကျင်းကို2020ထွက်ပြီးတော့ကနန်းကစားလို့ရတယ်21ကကနန်းထွက်ပြီးတော့ကစားလို့ရတယ်23ကထွက်ပြီးတော့ကနန်းကစားလို့ရတယ်25ကထွက်ပြီးတော့ကနန်းကစားလို့ရဆိုဒီ၄နှစ်လုံးမှာကနန်းတစ်ခွက်ဆုံးမထွက်တာဒီကနန်းတစ်ခွက်ပဲရှိတယ်နှစ်နှစ်ခုဆိုတဲ့ကနန်းက2020မှာလည်းထွက်တယ်2021မှာလည်းထွက်တယ်2023မှာလည်းထွက်တယ်2025မှာလည်းထွက်တယ်ဒီလူကနန်းမျိုးကိုပြန်ကြကစားမယ်ဆိုမကစားထိုက်ဘူးလား မကစားတိုက်ဘူးလားဒါကြောင့်ကနန်းကိုမစွဲနဲ့ဒါကြောင့်ပြောတာပြန်တွေ့ကနန်းနေရဘယ်ကနန်းအားကောင်းတယ်လို့ကျွန်တော်ရှင်းပြပေးခဲ့တာပေါ့နော်ကဲဟုတ်ပြီအဲ့ဒါမလို့ညင်ဒီကနန်းကိုဒီပြင်ရနေမှာဒီချင်းကိုဒီချင်းမှဒီချင်းကစားလို့ရတဲ့စနစ်ကိုကျွန်တော်ထပ်ထောက်ပြလိုက်အောင်မယ်နော်ဒါကျွန်တော်မန်ဘာကတ်ထဲမှာဆိုရင်ကျွန်တော်2ခွန်2ဆိုပြီးတော့အရန်ထဲမှာထည့်ပြလိုက်တယ်ကနန်းတစ်ခွက်နော် တို့တော့အရန်ဆိုပေနဲ့ကျွန်တော်အရန်ထဲမှာထည့်ပေးအရန်နဲ့ဆိုပေနဲ့မိတ်ဆွေတို့ကြိုက်ရင် organize ကစားလို့ရတယ်ကိုကြိုက်တာကိုရွေးပြီးကစားခွင့်ရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကကျွန်တော်ဒီမှာအပိထားတဲ့ပြည်သူများသိစေချင်လို့ဒီ live ကိုအချိန်မီထပ်ပြီးတော့လွှင့်ပေးတာနော်အဲ့ဟုတ်ပြီသူညတဲ့ဒီနောင်လုံးပေါင်းကနေ6မြောက်မှာကျွန်တော်တို့အမြင်နဲ့ပြောခဲ့တယ်ပြန်တွေ့ကနန်းဒီတုံးကျင်ကြတာလင်္ကာနိက၅လေးနှစ်လို့ကြတယ်လေတတိက တဲလေးတဲလို့ကြရတယ်နောက်တစ်ခါကိုရှိချောက်ကဒီမှာကျွန်တော်ကိုရှိချောက်လို့ပြန်တော့ကြခဲ့တယ်ဒုတိယကက်မှာလည်းဒီတိုင်းပဲ6ခွန်နဲ့ဆိုတဲ့ကဏ္ဍက9နဲ့6လို့ပြန်တော့ထွက်တယ်နောက်တစ်ခါကျွန်တော်630ဆိုတဲ့ကဏ္ဍက360လို့ပြန်တော့ထွက်တယ်431ဆိုတဲ့ကဏ္ဍက143လို့ပြန်တော့ထက်တယ်အဲ့လိုစနစ်မျိုးရဆိုဒီနေ့ထမှပြန်လဲကနန်းဒီ၃ကျင်ရှိနိုင်တယ်၃ကျင်ဒီတောင်ဒီကတ်ရဆိုဖြစ်နိုင်ွယ်ရရှိတယ်ဖြစ်နိုင်ွယ်ရရှိလို့ပြောတော့เนาะကျွန်တော်က ဖြစ်ပါမယ်ပိုင်ပါတယ်လို့ကျွန်တော်မပြောဘူးเนาะအဲ့ဒီမှာကျွန်တော်အများအားပြောခဲ့တယ်သူရှင်နေကကနန်းတကွက်ဘယ်ကနန်းစကြမယ်ဒီကမှာဆိုဟိုက်၄၅နှစ်ဆိုတဲ့ကနန်းကစကြတယ်စကြတဲ့၄၅နှစ်ဆိုတဲ့ကနန်းဒီသူရှင်တတိကျော်ကနန်းစကြအဲ့လိုကနန်းစကြလိုက်တယ်အဲ့ကနန်းဒီပြန်တွက်လိုက်တာဒုတိယကမှာဆိုလို့ရှိရင်လည်းပဲသူရှင်တနှစ်ကျော်ကနန်းတည်တဲ့ ဟိုက်6 3ညဆိုတဲ့ခဏကစပြီးတော့ကြာတာအဲ့လိုကြာခဲ့တဲ့ခဏဒီပြန်ပြက်လိုက်တာအဲ့တော့ဒီနေ့ထက်မှသူရှိတနေ့ကြောခဏဟဲ့နှစ်နှစ်ကုန်ဆိုတဲ့ခဏဒီသူရှိတနေ့ကြောခဏစပြီးကြာတာကျွန်တော်ပြောခဲ့ပြီဒီခဏဒီအချိန်ကြီးပြန်ထွက်နိုင်ပါတယ်လို့ပြန်ပြက်လိုက်ပြီးကစားလို့ရတယ်လို့ကျွန်တော်ရှင်းပြခဲ့တယ်ဟုတ်ပြီဒါဆိုရင်ဒီခဏကိုဒီ plan နဲ့ဒီချိန်မှာပြန်ပြက်ကစားလို့ရတယ်စနစ်တစ်ခုနည်းနည်းလေးပြောကြည့်အောင်เนาะအဲ့ဒါဘာလဲဆိုတော့မနစ်ကပေါ့เนาะ သူရှင်နေကပရိငါကနန်းတကွက်ဒီတဲ့သူရဲ့နောက်နေကိုလိုက်ထွက်တယ်တဲ့34က34လို့လိုက်ထွက်တယ်နောက်တစ်ခါ75ဆိုတဲ့ကနန်း75ဆိုပြီးပရိငါကနန်းကလိုက်ထွက်တယ်တဲ့နောက်တစ်ခါမနစ်ကတော့က936ဆိုတဲ့ကနန်းက690ဆိုပြီးပရိငါကနန်းတကွက်ကလိုက်ထွက်ခဲ့တယ်တဲ့သူရှင်နေကပရိငါကနန်းလိုက်ထွက်ပြီးနဲ့သူ့ဆောင်မှာထွက်တဲ့ကနန်း သူရှိနေကပရိင်္ဂကနန်းဒီသူရဲ့နောက်နေကိုလိုက်ထွက်တယ်ထွက်ပြီးတဲ့သူဆောင်မှာထွက်တဲ့ကနန်းအဲ့လိုပဲသူရှိနေကပရိင်္ဂကနန်းကသူသူရဲ့နောက်နေကိုလိုက်ထွက်ပြီးတော့အဲ့ကနန်းရဲ့ဆောင်မှာထွက်တဲ့ကနန်းအဲ့ဒီကနန်းသီးတဲ့ကိုတုံတုံဆိုတဲ့ကနန်းကသူရှိတနေ့ကြောင့်မလဲတခြင်းရိုက်ပြထားမယ်တဲ့ပြီးရင်သူရှိနောက်ထပ်တနေ့ကြောင့်မလဲဒီကနန်းကတခြင်းရိုက်ပြထားတစ်ချက်နှစ်ချက်သုံးချက်လို့ထောက်ချက်နဲ့ထွက်တဲ့ကနန်းကဒီမှာထွက်တာတဲ့ အဲ့လိုပဲဘရိန်9ရဲ့ဆောင်ဒီမှာထွက်တဲ့ကနတလေးနဲ့ဆိုတဲ့ကနကလည်းဒီတိုင်းပဲတဲ့သူ့ရှစ်တနေ့ကျော်မှတစ်ကြိမ်ထွက်ပြထားရမယ်ပြီးနောက်ထပ်တစ်ခါသူ့ရှစ်တနေ့ကျော်မှထပ်ပြီးတော့ထွက်ပြထားရမယ်အဲ့ဒီကနဒီ3ချက်ရိုက်စနစ်နဲ့လာခဲ့ပါဒီကနဒီသူ့ရဲ့တနေ့ကျော်ထွက်ပြီးမှသူ့ရဲ့နောက်တနေ့ကျော်မှဒီဘရိန်9ရဲ့ဆောင်မှလိုက်ထွက်တာပါတဲ့အဲ့ဒီစနစ်မျိုးနဲ့ဆိုလို့ရှိရင်ဟာဒီကိုမနစ်ကထွက်တာ690ဆိုတဲ့ကနရဲ့ဆောင်မှဒီဘရိန်9ဒီကိုကြက်ကသူ့ဆောင်မှဒီမှာထွက်တဲ့ကနကသူ့ရှစ်တနေ့ကျော်မှလည်းထွက်ထားရမယ် ဲ့ကဏ္ဍဒီလေသူရှိတနေ့ကျော်မှလည်းထပ်ပြီးတော့ထွက်ထားမှာဆိုဒီကဏ္ဍတစ်ခုထဲပဲရှိတာနှစ်ခုနှစ်ဆိုတဲ့ကဏ္ဍကသူရဲ့တနေ့ကျော်ကိုလိုက်ထွက်ထားတယ်ဒီနေ့တက်ကိုသူရှိတနေ့ကျော်ကဏ္ဍဒီဒီကဏ္ဍတစ်ခုထဲပဲထွက်ထားတာရှိတယ်ဒီကဏ္ဍတစ်ခုထဲပဲထွက်ထားရှိဒီတော့ကြောင့်အဲ့စနေရဆိုရင်ဒီနေရာမှာထွက်တဲ့ကဏ္ဍက၃ချက်ထွက်တဲ့စနေနဲ့ထွက်ရမှာသူရှိတနေ့ကျော်မှလည်းထွက်ထားရမယ်အဲ့ကဏ္ဍဒီနောက်ထပ်တစ်ခါသူရှိတနေ့ကျော်မှလည်းထွက်ထားမယ်အဲ့နှစ်ချက်နဲ့ညီလို့ဒီကဏ္ဍတစ်ခုထဲပဲရှိတဲ့အတွက် ဒီကျွန်တော်တို့ပြောနေတဲ့2.2ဒါမျိုးကိုကြိုက်တယ်တော့ဒီချိန်မှာဒါမျိုးအော်ထိုးလို့ရရနော်ရှင်းမယ်ထင်ပါတယ်ပရိငါးကဏ္ဍတစ်ခုကသူ့ရဲ့နောက်လိုက်ကိုလိုက်ဖက်ပြီးတာတယ်အဲ့ပရိငါးရဲ့ဇောင်းမှာထွက်တဲ့ကဏ္ဍဒီပထမဆုံးမူရင်းတည်ခဲ့တဲ့ပရိငါးနှစ်ထဲမှာလည်းထွက်ပြီးထားရမယ်သူ့ရှိတနည်းကျော်မှာလည်းထွက်ထား၃ချက်အတွက်စနစ်နဲ့ဒီကိုဝင်လာပြရမယ်အဲ့တော့ပရိငါးကဏ္ဍကသူ့ရှိနောက်လိုက်ကိုလိုက်ထွက်တာအဲ့ပရိငါးရဲ့ဇောင်းမှာထွက်တဲ့ကဏ္ဍဒီမူရင်းစပြီးတဲပြီးခဲ့တဲ့ပရိငါးနှစ်ထဲမှာလည်းထွက်ထားရမယ် ူရဲ့တနေ့ကြော်မှလည်းထွက်တာမတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ထွက်စနစ်နဲ့လိုက်ထွက်ပြီးတာဒါဆိုမနစ်ကဟိုက်9360ပရိငါကနန္ဒကကဟိုက်690လို့လိုက်ထွက်တာဒါကြောင့်သူ့ဆောင်မှာထွက်မဲ့ကနန္ဒီမူကြီး9360ထွက်ထားတဲ့နှစ်ထဲမှာလည်းရှိတာမယ်အဲ့ကနန္ဒီသူ့ရှိတဲ့နှစ်ကြော်မှလည်းထွက်တာဆိုဒီကနန်းတစ်ခွက်တည်းပဲရှိရဲ့အတွက်နှစ်ခွန်နှစ်ဆိုတဲ့ကနန်းမျိုးဒါကျွန်တော်တို့အကွက်ရှိဖြစ်တဲ့အတွက်အားတော့ထိုးပေါ့နော် ဒါကျွန်တော်အရန်ထဲမှာပဲထည့်ပေးတာပြောချင်တဲ့အသေးပဲကကျွန်တော်မမကက်ထဲမှာထည့်ပေးလိုက်တဲ့ကနန်းဒီဘေကနန်းမဆိုအော်ဂနန်ကစားလို့ရတယ်မိမိတို့ကမိမိတို့စိတ်ကြိုက်ဆုံးဖြတ်တဲ့အချိန်ကမှဒီလိုကနန်းမျိုးကိုကြိုက်နေတဲ့ပိသက်ရှိဒီလိုကနန်းမျိုးကိုအော်ဂနန်ကစားလို့ရပါတယ်ကျွန်တော်မမကက်ထဲမှာထုတ်ပေးလိုက်တဲ့ကနန်းအားလုံးဒီဒီလိုပုံစံနေနဲ့အကုန်လုံးကျွန်တော်စနစ်တကျရှိမှပြည့်ပြည့်တဲ့ဖြစ်စဉ်တွေကိုလိုက်မြင်းမ်းပြီးတော့ ါကျွန်တော်ကြိုးစားအားထုတ်ပြီးတော့ရှာဖွေပေးထားတဲ့ကဏ္ဍနေဖြစ်တယ်ကိုစိတ်ဝင်ကျွန်တော်ရွေးချယ်ပေးထားတဲ့အနေအထားကိုမကြိုက်ဘူးကိုကြိုက်တဲ့ကဏ္ဍကိုရွေးချယ်ပြီးထိုးကျင်တယ်ဆိုလို့ချင်းကျွန်တော်ရဲ့ member ကတ်ထဲမှာအရန်ဖြစ်ထည့်ပြလိုက်ပေမဲ့ဒီလိုကဏ္ဍမျိုးတည် organ ကစားခြင်း organ ရကစားလို့ရတယ်ဆိုတဲ့အကြောင်းကို member နှစ်ပါဝင်ထားတဲ့ပုဂ္ဂိုလ်တွေကြည့်ရပြီးသားတချင်းချင်းဝယ်ရတဲ့ပုဂ္ဂိုလ်ကမကြည့်ရသေးဘူးဒီအတွက်ကြောင့်ဒါလေးကိုရှင်းပြပြလိုက်တာအားလုံးပဲမိတ်ဆွေတို့အားလုံး ကြိုက်နဲ့တက်တယ်ဆိုရင်ဒီကနန်းလေးဒီမိတ်ဆွေတို့အားလုံးကံကောင်းကြတဲ့ကနန်းတစ်ခုဖြစ်တဲ့ဒီမှာတော့လည်းဒီကနန်းကိုကျွန်တော်မိအောင်ဖမ်းပြီးကစားကြတာဖြစ်တဲ့အတွက်ထပ်ပြီးတော့ကံကောင်းလို့ရခဲ့မှုတဲ့ကနန်းတစ်ခုဖြစ်လို့ဒီချိန်မှာလည်းဒီလိုပုံစံမျိုးနဲ့ဒီကနန်းပြန်လာအောင်လို့ဆိုရင်ရစေချင်တဲ့စိတ်နဲ့ချိန်မီအခါမီ public ကိုလည်း တင်ပြပေးတာဖြစ်ပါတယ်ရှင်းမဲ့ဒီမှာเนาะဒီကနေ့ရာဇဝင်အင်မတန်ကောင်းတယ်အခုချိန်မှာဒီ၃ထည်စီနှလုံးပေါင်း9လမ်းရနေပြအခုကျွန်တော်ပြောပြီးပြီဒီနှစ်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 6နှစ်လောက်ကဏ္ဍတွေကိုဒီနေရာမှာကစားလို့ရတယ်ဒီဖရင်တစ်ခုတည်းရနေအဲဒီဖရင်တစ်ခုရနေ6နှစ်လောက်ကစားလို့ရတဲ့အချိန်ခါမှာအခုကြိုက်ညီတာက၃ထည်စီနှလုံးပေါင်း9ရဲ့နောက်နှစ်မှာလည်းထွက်ထားတဲ့ကဏ္ဍ နောက်တနေ့မှလည်းထွက်တာလိုက်ကနေသူတနေ့ကျော်မှလည်းထွက်တာလိုက်ကနေသူတနေ့ကျော်မှလည်းထွက်တာလိုက်ကနေဘုံတူညီချက်ရဆိုလို့ရှိရင်ဒီနေ့တည်းမှလည်းနေ့နေ့ကွန်ထွက်တာတယ်နောက်နေ့မှလည်းနေ့ကွန်နေ့ကထွက်တာတယ်နောက်တနေ့ကျော်မှလည်းထွက်တယ်အခုဒီနေ့မှလည်းထွက်ပြီးသွားပြီဒီ၄နှစ်လုံးစုံမှတ်နဲ့အကောင်းကောင်းကိုယူကစားမှဆိုဒီလိုကနန်းမျိုးကလည်းအော်လို့ရပါတယ်ဒါလေးကိုအမှတ်တရကျွန်တော်ရဲ့မိတ်ဆွေများတဲ့နော်အဓိကအဖြစ်တော့ဒီချင်းချင်းဝေးတဲ့ပိတ်သက်တွေတဲ့မမကတ်ထက်မှပါလာတဲ့ကနန်းတိုင်းကနန်းတိုင်းဟာ မိမိစိတ်ဝင်စားလို့အသုံးပြုလို့ရပါတယ်ဆိုတဲ့အကြောင်းဒါလေးလေးစားစားနဲ့ဒါလေးကိုနမူနာအနေနဲ့သက်သေပြပြလိုက်တာဖြစ်ပါတယ်ကြိုက်တဲ့လူအသုံးမမကြိုက်ရင်မသုံးပါနဲ့အပိုင်ဆိုတာသိချင်းတရားတစ်မျိုးပဲရှိပါတယ်သိကြတာဆိုလည်းသိချင်းတရားမျိုးတစ်မျိုးပဲရှိပါတယ်เนาะဒါကတော့အမှတ်တရပြောခဲ့တဲ့စကားပါကဲအားလုံးပဲဒုတိယလကျင်တက်ပြီးတော့ဒီနှစ်ခုနှစ်ပတ်လည်ကကျွန်တော်တို့ကံကောင်းခြင်းလက်ဆောင်နဲ့ယူလာတဲ့ကဏ္ဍဖြစ်ပါစေလို့ဆန္ဒပြုဆုတောင်းရင်းနဲ့ကျွန်တော်ရဲ့ live ကိုဒီနေရာမှာအဆုံးသတ်လိုက်ပါတယ်အားလုံးပဲ good luck ပါ